ဒါနဲ့အန်တီကိုဒီနေရာကိုချိန်တာဘာကိစ္စရှိလို့လဲ။တမင်ဘုံမလင်းလင်းပဲပြောမယ်နော်အနေ။အနေတီတာအိမ်နဲ့ခြံဝန်းဘန်းမပေါင်တာအတို့ရီမပေးနိုင်လို့ဆို။သူပြောရလဲ။ရှောင်းနေပြောရလား။ ရောင်ရင်ပြောရမှာမဟုတ်ပါဘူးဒီကိစ္စရဲ့အလုံးအနေငယ်စီကသမီးတည်ရတာသမီးပုံပုံလင်းလင်းပဲပြောမယ်အန်တီဖလင်တာကိုသမီးချစ်တယ်တကယ်လို့ရောင်ရင်နဲ့မိုးလိုလက်ထပ်ပြီးသွားရင်ဟိုအဲ့ဒီအိမ်နဲ့ခြံကိုအနေငယ်စီကနေပြီးတော့လက်ဖွဲ့အနေနဲ့တောင်းလိုက်လို့ရတယ်ဟိုအနေတီက ။တမီးနဲ့ရောင်နှီးကိုလက်ထပ်ဖို့တော့ကိုဖြောင်းဖြားပေးဖို့ပါပဲ။ဟုတ်။အနီတီတာပြန်စဉ်းစားချင်လို့လား။ဩ။စဉ်းစားချင်လို့မဟုတ်ပါဘူးတမီးရဲ့။တမီးရဲ့ပွင့်လင်းမှုကိုသဘောကျလို့ပါ။အန်တီကလည်းတမီးကိုရောင်နှီးနဲ့သဘောတူပါတယ်။ဟုတ်။အနေငယ်ရလေတမီးကိုတိတ်ချစ်တာဘာလဲဆိုဟိုးငငယ်တွေက သူ့လက်ပေါ်မှာတမီးကကြီးပြင်းလာတာအားကြောင့်မလို့ဘာလို့လို့တမီးတဘောပဲဟိုအဲ့ဒီတရားကရှောင်းနေကိုတမီးနဲ့လက်ထပ်ဖို့တော့ဖြောင်းပြပေးပါနော်အန်တီမနောက်တည်းလို့ကျွေးမမျိုးရဖို့မရှိတော့ဘူးစိတ်ချသမီးနဲ့ဒါနဲ့လက်ထပ်စီရအောင်